ာမျိုးလူပါသွားတယ်မိမဆုံးမဖမဆုံးမဇရိုက်ဆန်တဲ့ဟာမျိုးကျွန်မတို့တနိုင်ငံလုံးကလက်မခံဘူးအခုဒီမြောင်းမြအားထားက6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမင်းကကျွန်မလည်းကြည်လိုက်တယ်ပေါ့နော်ကြည်လိုက်တဲ့ခါကျတော့စပိန်လေးနဲ့ကော်မလီကိုဒီခါနဲ့တယောက်ပြီးတယောက်ပါနေဗျောင်းကနေဗျောင်းကနေနဲ့ခြားကြတာ เนาะฉကြတာฉကြတာฉကြတာဆိုတော့ဘယ်လိုအကြောင်းအကြောင်းနဲ့ဘယ်လိုဒီတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့เนาะဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတိလက်ရောက်လုပ်တယ်ဆိုတာတော့ကိုတိလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်เนาะကျွန်တော်တို့မကျေနပ်ကြလို့ခလေးခလေးချင်းမကျေနပ်ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတိလက်ရောက်ဒီလုပ်เสียအကြောင်းမရှိဘူးအဲ့တော့ဟို လိုက်ဖက်ကြည့်လိုက်လေလာကြည့်ဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်ကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုံးကစာတင်နှစ်တုံးကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုံးကဖြစ်တဲ့ဘယ်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာကိုဆိုတော့မနစ်တုံးကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ကြောင်းတက်ပြီးကြောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တဲ့ကြောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ကြောင်းနဲ့တက်တဲ့ဆောင်းမွေးလည်းဖြေနေတဲ့ဆောင်းမွေးလည်းဖြေနိုင်နေပေါ့အဲ့တော့ကျွန်တော်ခုနပြောသလိုပေါ့အမှန်တရားအတွက်အဲတာဝန်ရှိတဲ့လူကြီးမင်းများကတေတ ေးချာချာမင်းမြန်စုံစမ်းစီစစ်ပြီးတော့မှအရေးယူပေးတယ်နော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားကလေးအတွက်အမှန်တရားရသင့်တယ်တယောက်နဲ့တယောက်နဲ့ဟိုမတင်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူတုံကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလန့်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျွန်မကတော့ကျွန်မသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘယ်တ ောင်ရုပ်ထိတက်ရတက်ရကျွန်တော်ကတော့တက်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာတ်ညာဟာကျွန်တော်တို့ဟိုအလားတူ ဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဒဏ်ရာအပြည့်ပြောင်းနိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာတသက်လုံးစိတ်ဒဏ်ရာဖြစ်နေမှာเนาะကျမကသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လှုပ်ရမှာကျမကျေနပ်မယ်เนาะရှင်းရှင်းပဲဟိုအစင်တန်းရှိဦးလေစင်တန်းရှိတယ်ဒီလာမပြောနဲ့เนาะလာမပြောနဲ့ကိုကိုစော်ကားရင် ကိုကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှာပဲအဲကိုသားသမီးပြန်လှုပ်လိုက်ရမှာပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြည့်ပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချင်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကြရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကရကန်ရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျမတို့ပြောချင်တယ်အမှန်တရားတိုင်းပဲဖြစ်ပါစေပေါ့နော်ရှင်တော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟိုဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရက်တွေအများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလည်းဒီလိုပဲတော်တော်လေးကြင်ရထားတယ်အာဆီယာဆီယာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရက်တွေပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ကျောင်းသားတွေလူငယ်တွေအနေနဲ့ကလည်းဂါရောဆာနိဝါဒေါဆာလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုလက ဦးဆီယာမီတိုင်းဆိုတာပုတ်ပါစရိယာမီနဲ့ဖပဲပေါ့နော်ကျွန်တော်တို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုယ်စီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့ကြောင့်ကပိုင်းနဲ့ရမ်းထိတွေ့ကြပါတယ်နော်ဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်လေးကုန်ပြီးတော့မှကျန်တဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးနော်အဲ့တော့မိဘတွေအနေနဲ့ကလည်းလူရည်တီကျောင်းပည့်ရလိုဟာမျိုးလေးတွေမှာဒမတ်စကူးဆိုတာမျိုးလေးတွေကိုပို့တင်နေနော်အာမဟုတ်လို့ရှိလို့ရှိရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတင်နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေမနေနဲ့ဒါတွေကိုတင် जा ပေးဖို့လိုအပ်တယ်နော်ဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသေးလေးစား တယ်ဆိုတဲ့ဟာတွေဟီဒီအော်တပ်ပါတယ်နော်နောက်တစ်ခါ38ဖြာမင်္ဂလာတွေနော်ကျွန်တော်တို့လူကြီးသူမနဲ့ဆိုလို့ရှိရင်ခြေလမ်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျွန်တော်တို့ငငယ်ရဆိုနော်စီးစနစ်တကျနဲ့ကျွန်တော်တို့တွေကကြီးပြင်းနေရတယ်ဒီဘက်ခေတ်ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စားဝတ်နေရေးကိုရုန်းကန်ရတာတွေကတပိုင်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှသားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာတာလေးတွေဖြစ်တယ်ကျွန်မလေးအခုဆိုလေးကြည်ရတာအများတော့အဖြစ်မိဘနဲ့သားသမီးရဲ့မေတ္တာချီးနှောင်မှုအ ားလေးတွေလည်းနေတယ်နော်စိန်ပတ်လည်း28သိန်းလေးရဒီကွင်းလေးဒီမှာဒါလေးဒါလေးဒါလေး28သိန်းလေးရဒီဥစားလေး28သိန်းလေးရဒီဥစားလေးဒီမှာဒါလေးနော်28သိန်းလေးရဒါလေးပါဒီမှာဒါလေးနော်အဲကောင်းမြတ်ခင်ကျေးဇူးပါဒီမှာဒါလေးနော်28သိန်းလေးရ28သိန်းလေးရဒါလေးနော်28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရဒါလေးလက်တိုင်းဆောင်ကလက်တိုင်းဆောင်ကတော်မယူနော်28သိန်းလေးရဒါ you know, ျမတို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပို့ရုံမှုအားလေးပြီးပုံများတယ်လို့ကျမကဒီလိုလေးဖြစ်တယ်ကျမတို့ကျန်တဲ့အစ္စလမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါ Sunday school တွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ချောင်းတက်တာမျိုးလေးတွေကျမတို့တွေဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအာအစ္စလမ်ဆိုလဲဒီလိုပဲသူတို့အွယ်လေးတွေရပြီဆိုတာနဲ့ဒီခါလေးဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့မှသင်ကြားစီတယ်ကျမတို့ဇေကကျတော့ဗုဒ္ဓဘာသာတွေကကျတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဘုန်းကြီးကျောင်းခေါ်သွားရင်ကလေးတွေပြင်းမယ်ဘုန်းကြီးကျောင်းခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစုတယ်အနောက်ရှက်ဖြစ်မယ်ဆိုပြီးတော့မှထားခဲ့တ ကလေးတွေကိုခေါ်မသွားကြဘူးเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့ကလေးတွေကလေဒီဘာသာရေးနယ်ပယ်တွေနဲ့ဝေးလာတယ်အဲ့တော့အိမ်မှာအားရင်မလုပ်လဲဆိုဂိမ်းချတယ်တယ်လီဖုန်းလေးတွေတခိုင်ခိုင်နဲ့လုပ်တယ်ဆိုတော့အဲ့တော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုချတယ်ဟာတနက်ပြတဲ့ဂိမ်းတွေတတတတတတတစ်ချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะဟာတခါတည်းကိုလေဟာရန်လိုတဲ့စိတ်တွေဖြစ်တာပေါ့เนาะရန်လိုတဲ့စိတ်တွေဘာဖြစ်လဲဆိုတော့ဂိမ်းတွေထဲမှာတတ်အမအိုးဒီလိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့နောက်တစ်ခါလေဟိုစုဆုံးမှမလွယ်တော့ဘူးပေါ့เนาะသူတို့လေသူတို့ကနေသူတို့ဖာတိပါတာ နေတော့တန်ရုံးစင်လည်းမချီနောင်တော့ဘူးကျွန်တော်တို့တွေငငယ်တော့ဆိုဒီလိုမဟုတ်ဘူးလေနော်ခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမီတာလဲမီတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုလေးတွေတော့မိဘတွေကတည်တည်ချာချာလေးပြန်ယူဖို့လိုအပ်တယ်နော်ဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့စုဆုံးများရပြီးခက်ခဲလာတယ်နောက်တစ်ခါစိတ်တွေကလေရုပ်ရင်းကြမ်းတမ်းလာတယ်နော်အဲ့တော့ခုနလိုပေါ့နောက်တစ်ခါကျွန်တော်တို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့အာရုပ်ရှင်တွေရဲ့မှာဆိုဒါဟိုတလောက် on saw ကားဆိုရင်ကျောင်းမှာလုံးဝအနိုင်ကျင့်တာနော်လုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရရဆက်ဆက်ကိုအနိုင်ကျင့်တာအာတခါတည်းကိုအင်ကြီးတွေကိုချ ုပ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေเนาะဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါကလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရင်အတုမြင်အသက်တင်နေအတုခိုးလွေတယ်ပေါ့เนาะဟာဒီခါတိုင်းအချစ်ကားတွေကြည့်ပြီးတော့လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနှက်ကြိုးစီးဆိုဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလည်းဟာအိမ်တော်ကြီးဖောက်ပြန်တယ်ဆိုတာဘာမှမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေကိုအိမ်တော်ကြီးဖောက်ပြန်ရင်ပဲခင်မိသလိုလိုเนาะအိမ်တော်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလေးအိမ်တော်ရှိနေဒီခါတိုင်းယောက်ျားမိန်းမယီစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆို ဲ့ကကြတော့အတူယူမယူသင့်တဲ့ဟာတွေကိုအတူယူလွဲမှားကြတာပေါ့နော်ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆဲကျော်တက်လေးတွေရဲ့အဓိကကတော့မိဘပေါ့နော်မိဘမိဘမိဘမှာမှအမေတွေပေါ့အမေတွေပါနေဖို့လိုတယ်အမေတွေအပြုံးဆိုမနေဖို့လိုတယ်နော် အမေဒီပြောဆိုဆုံးမနိုင်တော့မှဒါတန်ခါကြမယ်ကိုကခင်မိရလဲခင်မိတာဘိုးဆန်တာလဲဘိုးဆန်တာခုနလိုပေါ့ခလေးတွေဘမစကားမတက်ဘူးနော်ဘမစာမရေးတက်ဘူးဆိုအယံကုန်ယူကြတယ်နော်ဆိုတော့မြန်မာလူမျိုးကမြန်မာစကားမတက်တာကုန်ယူစရာကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတဲ့ခါကျတော့အဲဖျားစာနေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာနော်ဆိုတော့ဘာဆိုဘာမှမဆိုင်ကျွန်တော်တို့သားသမီးတွေဆိုရင်ဘိုးကျောင်းတက်ခဲ့တာပဲနော်ဘိုးကျောင်းတက်ခဲ့ပြီးတော့မှနိုင်ငံသားကြီးတာပဲအမလေးမြန်မာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ်မလေးမြစ်တာတော့အလွတ်ရတယ်တန်ပုတ်တွေအလွတ် ို့ရတယ်ငါးပါးတီလိုက်ရတယ်ဖခင်ရဲ့ဆွေလို့ရှစ်တောင်းမျိုးတော်ပါအကုန်တည်တယ်လူနေပဲဆိုင်တယ်နော်ကျင်လင်ရအတိုင်းအဝိုင်းနေပဲဆိုင်တယ်နော်မိဘရဲ့တင် जा ပြတာမှုနဲ့ကိုင်ကန်ရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲတက်ဆိုင်တယ်ဘာမှဘူချောင်းထားလို့မြန်မာစကားမတက်တာတို့ဘူချောင်းထားလို့မြန်မာလိုမပြောတတ်တာတို့မြန်မာစာမရေးတက်တာတို့ဖခင်စာရီမစိုးတက်ဘူးလို့မြန်မာစာရေးရရင်တိတ်ဆိတ်ညစ်တာလို့ဆိုတော့အဲ့ဒါအပေါ်တွေစောက်ပေါ်တွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးတွေလည်းဘူချောင်းထားခဲ့ပြီးတော့မှနိုင်ငံသားမှကိုကြီးတာ နော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပိုတွေမလုပ်ကြပါနဲ့နော်အပိုတွေမလို့ဘိုးចောင်းထားတာလေဘိုးចောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာចောင်းမှာပဲပို့လို့များသောအားဖြင့်ပြောကြတာပါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေတေချာချာသင်မတေတေချာချာအာကျမတို့အသိပညာဘဟုတ္တအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့ရင်အစင်မြင့်ပညာတွေကိုသင်စေရင်အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာရင်ကျင်းမှုမိမိရဲ့ဓလိထုံနှန်းစင်လာတွေကိုသင်ပေးပါနော်ဒါမြန်မာဟာမြန်မာပဲနော်မြန်မာဟာမြန်မာပဲအေး ့အချင်းနေအကြောင်းကြောင်းကြောင်းမလို့ American citizen ဖြစ်သွားရင်လေကျမတို့လေသိလားအဲ့ဒီ passport ထဲမှာလေ Burmese ပဲနော်မြန်မာပဲနော်တိလာမြန်မာပဲအမေရိကန်မဖြစ်သွားဘူးအမေရိကန်နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာနော်တိလာအယိုးပေါ်အယွမ်းမဖုံးနဲ့ဟာသွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားတည်နိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲနော် သိလားအဲ့ဒါလေးကိုသိသိပြီးတော့မှလေအရန်နေလဲဘိုးမဆန်ညာနေအရန်နေလဲအောက်ချေမလို့ကြနေမြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျမတို့လေဒီဖခင်ရဲ့တရားတော်လေးငါးပါးတိလာတွေ38ဖြာမင်္ဂလာတွေလူကြီးသူမကိုယိုတည်ဖို့တွေကျမတို့မြန်မာရိုးရာရင်ချင်းမှုတခါတည်းကိုအစင်လာတွေနော်ဟာတခါတည်းဟောတည်တင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင်ကြားပေးဖို့လိုအပ်တယ်ဘိုးเจ้าမကလို့ဘိုးเจ้าရဲ့အဖေမှကြောင်းမှာပဲထားထားနော်ကျွန်တော်ဒါလေးတွေတော့မိဘတွေမှတာဝန်ရှိတယ်နော်မိဘတွေလိုအပ်လို့သားသမီးတွေရိုင်းနေလို့ပဲပြောပြရစီနော် ဆိုတော့တော်တော်လေးကိုမြင်ရတွေ့ရတာဒီအဆင်မပြေဘူးเนาะအဲ့တော့နစ်နာတဲ့ကလေးဘက်ကပဲကျမကတော့ရက်တီမယ်เนาะဆိုတော့ကျမသမီးလေးသာဆိုရင်တော့ကျမကအဲ့လိုမျိုးလုပ်မှာပဲเนาะအခုဒါဒီဖြစ်စင်ရလဲအခုမှဖြစ်တာမဟုတ်ဘူးမနစ်ကစာတင်နစ်ကဖြစ်တယ်လို့ဒီလိုလေးနဲ့တွေ့ရင်ဘယ်ဟာအမှန်လဲတော့မသိဘူးဘယ်ဟာအမှန်လဲတော့မသိဘူးเนาะ ကဲ comment လေးတွေရေးပါအောင် comment လေးတွေရေးပါအောင် comment လေးတွေရေးပါအောင်ဟုတ်လားပေးတဲ့ကြော်ဘယ်လိုမြင်လဲရေးအောင် comment တွေတန်တန်လေးကောင်းကောင်းလေးတွေဒီပဲမလုံးနဲ့အောင်အပြင်းပြင်းအောင်လို့ပြောတာလေအပြင်းပြင်းအောင်လို့မလို့ဟာဖြစ်အောင်လို့စကားပြောတာစကားပြန်ပြောလေဟုတ်လားနော်ကျွန်မကတော့ဒီလိုပဲဟိုဟာဖြစ်တယ်နော်တချို့တွေကလေတိတ်အောက်ချေလို့ကျွန်မတွေ့နေမြင်နေရသိလားအာမြန်မာပြည်မှာထားဖိုးချောင်းထားလို့သိလားအာဘူချောင်းဟုတ်ပါထိုင်မှာကတော့ခိုင်းသေးရနော်ဘူချောင်းထားလို့မြန်မာ သူကနစ်နာသူညဘက်တွေအိမ်မရလို့ဆေးတွေတောက်နေရတဲ့ကလေးပါအဲ့ဒါကိုမိဘတွေမပါပဲအခန်းထဲမှာခရိုင်ပညာရေးမှုယုံကတာဝန်ရှိသူတွေက တကားပိတ်ပြီးစစ်နေတာတနာကြီးကြောကြတယ်တရားရုံးတော်တရားခံကိုအခန်းတကားပိတ်ပြီးအဲ့လိုမစစ်ဘူးခုကစိတ်တန်ရာရနေတဲ့ကလေးဒါကလုံးဝမဖြစ်တင်ဘူးပါဝင်သူတွေတာဝန်ရှိသူတွေကိုထိထိရောက်ရောက်အေးအေးယူစေချင်တယ်လို့ဒီဖြစ်ဆက်ကိုအနီးကပ်စောင့်ကြည့်လေ့လာနေပြီးကုညီနေသူတဦးကဆိုပါတယ် အခုရပိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာပြန့်နှံ့နေတဲ့မြောင်းများမျိုးအထာကား6ကအလဲတန်းចောင်းသူတွေအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ဖြစ်စဉ်နောက်ဆက်တွဲဖြစ်နစ်နာသူကိုအခန့်တကားပိတ်ကတနာယီကြောကြာစစ်ဆေးမှုပြုလုပ်ခဲ့တဲ့မြောင်းမြခရိုင်ပညာရေးမှုယုံကတာဝန်ရှိသူတွေအပါအဝင်ဆက်ဆက်သူတွေကိုအရေးယူပေးဖို့တောင်းဆိုမှုတွေရှိနေပါတယ်။ចောင်းသူ6ဦးကအခြားចောင်းသူတို့အူကိုចောင်းနီဝင်းကျင်မှာအချိန်ချင်းပားရိုက်ခြင်းကြော့ခိုင်းခြင်း ချင်းချောက်ချင်းဖြစ်စဉ်ကိုဗီဒီယိုရိုက်ထားခြင်းစတဲ့လုပ်ရက်တွေကိုကျူးလွန်နေတဲ့ရုပ်သံဖိုင်တစ်ခုတော်တော်လူမှုကွန်ရက်ကနေစတင်ပြတ်လာခဲ့ပြီးနောက်မှာပြည်သူတွေကြားဝေဖန်ပြောဆိုမှုတွေကြေကြေပြန့်ပြန့်ဖြစ်ပေါ်လာတာပါ အဲ့ဒီရုပ်တံဖိုင်ပြန့်နှံ့မှုကြောင့်ဇွန်လ16ရက်နေ့ကလေးကကျောင်းဘက်ကဖြေရှင်းနေတယ်လို့ဆိုထားပေမဲ့ကျူးလွန်သူတွေဘက်ကမျက်နှာလိုက်တဲ့ဆိုတဲ့ဝေဖန်မှုတွေရှိနေပြီးခရိုင်ပညာရေးမှုယုံကဒီကနေ့ဇွန်16ရက်နေ့မှာနင့်နာသူကိုအခန်းတကားပိတ်ကစစ်မေးတယ်ဆိုတဲ့ကိစ္စဆက်ဖြစ်လာခဲ့တာပါ သူကနင့်နာသူအများဘက်တွေအိမ်မရလို့ဆေးတွေတောက်နေရတဲ့ကလေးပါအဲ့ဒါကိုမိဘတွေမပါပဲအခန်းထဲမှာခရိုင်ပညာရေးမှုယုံကတာဝန်ရှိသူတွေက တကားပိတ်ပြီးစစ်နေတာတနာကြီးကြောကြတယ်တရားရုံးတောင်တရားခံကိုအခန်းတကားပိတ်ပြီးအဲ့လိုမစစ်ဘူးခူကစိတ်တန်ရာရနေတဲ့ကလေးဒါကလုံးဝမဖြစ်တင်ဘူး ပါဝင်သူတွေတာဝန်ရှိသူတွေကိုထိထိရောက်ရောက်အေးအေးယူစေခြင်းနဲ့လို့ဒီဖြစ်စုကိုအနီးကပ်စောင့်ကြည့်လေ့လာနေပြီးကုညီနေသူတဦးကဆိုပါတယ်ဒါပေမဲ့တစ်ဖက်ကကျူးလွန်သူတွေကိုတော့ဘလို့ဆက်ဆောင်ရွက်နေတယ်ဆိုတာနဲ့ပတ်သက်လို့တော့ចောင်းဘက်ကတရင်တစ်ခုမှမထွက်ရအောင်ဆောင်ရွက်ထားတယ်လို့လည်းចောင်းတဲ့နီးစပ်သူတွေစီကသိရပါတယ်စကံပြောတတ်ဘူးစောက်ပူလေးနော်စောက်ပူလေးစောက်ပူလေး ကျမတို့အိမ်မှာကျမတို့အခုကျမတို့လည်းဘူเจ้าမဲလေထားတာပဲအင်္ဂလိပ်စာအောင်တခါတည်းကိုနေတစ်လို့ပြောနိုင်တယ်ဒုတက်ရွှေ့ချက်နဲ့ပြောနိုင်တယ်လေအိမ်မှာအဖိုးအွားဒီမှာအတော်လေးအကိုလေးမောင်နှမတွေဒီမှာအမတွေနဲ့ပြောမြန်မာလိုပဲပြောတာပဲလေအမြန်မာစကားဘယ်လိုလုံးမတက်เสียအကြောင်းရှိလားမြန်မာလိုပဲပြောတာပဲလေဟုတ်လားမြန်မာလိုမတက်ဘူးဆိုတာဘာဒီကိုဘာဒီကိုကြီးကျယ်ခံနာပြီးမြန်မာလိုမတက်တာတွေကိုဂုံနေစာအနေနဲ့မပြောတတ်ဘူးနော်ကျမသားဆိုမြန်မာစာကောင်းကောင်းကြီးဖတ်တတ်တယ်ကောင်းကောင်းကြီး ဟိုရေးတတ်တယ်လက်ရေးတော့မလှဘူးပေါ့နော်မြန်မာလူလက်ရေးတော့မလှဘူးဒါပေမဲ့ရေးတတ်တယ်ဖတ်တတ်တယ်မြန်မာစာတွေကိုကောင်းကောင်းကြီးမြန်မာစာတွေဖတ်တတ်တယ်သိလားမြန်မာစာတွေဖတ်တတ်တယ်ဒီခါလေးကျရင်သူဒီမှာတိုက်ပင်းနေပါရီတော့မြန်မာလူတွေပါရီဒီခါလေးသူ live ထဲဝင်ဝင်လာပြီးလို့ကြုံနေဆိုသူမြန်မာလူတွေပါရီတော့ရိုက်ရိုက်ပြုတ်သွားသေးတယ်နော်ဒီနေ့တော့ကြာတာပေါ့လေနော်ဆိုတော့ရိုက်ပြုတ်သွားသေးတယ်ပြောတတ်တယ်လီမြန်မာလူအမေနဲ့ပြောလဲမြန်မာလူပဲပြောတာပဲလီသူနဲ့ကျမနဲ့စာပြောလို့ရှိလို့ရှိရင် तू စာရရင်တော့ तू အင်္ဂလိပ်လိုရိုက်တာပေါ့နော် तू မြန်မာလူဆိုကြာလို့မလို့ဟိုအင်္ဂလိပ်လိုရိုက်တယ်ကျမမြန်မာလူပြန်ပြောရင် तू မြန်မာလူအကုန်လုံးဖတ်လို့တတ်တယ်လီ ျမတို့မြန်မာလိုပဲပြန်ရေးတာပဲသူတို့ကတော့အင်္ဂလိပ်လိုရေးတယ်ကျမတို့ကမြန်မာလိုပြန်ရေးတယ်လေနော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့အဲ့တော့နင့်နာတဲ့မိဘအနေနဲ့လေကိုကလေးရဲ့စိတ်ဓာတ်ရာကိုလေကိုကလေးကို သူတို့လုတ်တယ်လို့ပြန်သာလုတ်ခိုင်းအဲ့တော့မှကျေနပ်နိုင်မယ်လို့သာပြောမဟုတ်လို့ကတော့အိတ်ကလေးတွေမှတ်လောက်သားလောက်ရှိရအောင်လို့လေတရားဥပဒေရအေးယူကိုထိလိုက်ရောက်စော်ကားလို့မရဘူးဥပဒေရှိပြီးသားကိုထိလိုက်ရောက်လုံးလို့မရဘူးနော်ဒီလိုမျိုးကိုထိလိုက်ရောက်စော်ကားလို့မရဘူးဆုံးမပိုင်ခွင့်လုတ်ပိုင်ခွင့်အနိုင်ကျင့်ပိုင်ခွင့်မရှိဘူးကိုထိလိုက်ရောက်ဥပဒေရှိတယ်အဲ့တော့လေနင့်နာသူကလေးမိပါလေလေမကြောက်နဲ့နော်မကြောက်နဲ့တကယ်လို့သာမှန်နေဒါမြင်မြင်နဲ့အမြင်ရကိုဘလို့ပဲရန်ညိုးရန်စားရှိဒီကိုထိလိုက်ရောက်စော်ကားပိုင်ခွင့်မရှိဘူးအဲ့တော့ကိုထိလိုက်ရောက်စော်ကားကမကြောက်နဲ့တနိုင်ငံလုံးရှိတယ်နော်ဟုတ်တယ်လားအရေးယူပြည့် အေးအေးယူပြအေးအေးယူပြဘာမှစာနာနေစရာမလိုဘူးဘာမှညာတာနေစရာမလိုဘူးဒီလိုမျိုးစိုးသွမ်းတဲ့ကလေးကခွင့်လွှတ်လိုက်ရင်နောက်ထပ်စိုးသွမ်းလို့ရတယ်အချိန်ကြီးထပ်စိုးသွမ်းမှာအဲ့လိုမျိုးကလေးမျိုးကိုဆုံးမပြရမှာသိလားတာသမီးချင်းကိုချင်းမစားလို့ပြောတာမဟုတ်ဘူးစိုးသွမ်းတဲ့ကလေးကဒီတယောက်ကိုစိုးသွမ်းအနိုင်ကျင့်နေရသွားတယ်ဆိုသူတို့ရဲ့ဗီဇာအရာနောက်တစ်ယောက်ကိုလည်းသူတို့ဒီလိုလုပ်မှာ နော်ဒီလိုလုံးမှာဒီလိုလုံးမှာအဲ့တော့ကျမတို့ကလေကျမတို့ကလုံးဝလက်မခံဘူးရှင်းရှင်းပဲအဲ့တော့ဒီစိုးသွဲတဲ့ကလေးတွေရဲ့မိမနဲ့အတိုင်းဝိုင်းနေရမုန်းလဲကျမကဂယုမဆိုင်ဘူးနစ်နာတဲ့ဗီတန်ကလေးဘက်ကကျမပါမယ်နော်နစ်နာတဲ့ဗီတန်ကလေးဘက်ကပါမယ်အဲ့ဒီမိမလည်းမကြောက်နဲ့ကိုသမီးရဲ့စိတ်ဓာတ်ရာကိုသမီးတသက်လုံးအတွက် trauma မရစေနဲ့သိလားကိုရီးလာရောက်ပြန်မလုံရဘူးတွတ်တွတ်တိတ်တိတ်ကြိတ်ပြီးတောင်းမှန်တာကိုလက်မခံနဲ့ကိုကအစော်ကားခံရလူသိရှင်ကြောင့်တို့ Facebook ပေါ်တော့ရိုက်တင်သေးတာလေဟုတ်တယ်လားအဲ့တော့လူသိရှင်ကြားစော်ကားခံရတယ်လူသိရှင်ကြားကိုပြန်လုံရမှာဂျင်းနဲ့ ဲ့လိုမှမလုံရလို့ရှင်တရားဥပဒေအရာမှတ်လောက်သားလောက်အောင်အရေးယူပေးခိုင်းသိလားတရားဥပဒေအရာအရေးယူပေးခိုင်းမဟုတ်ဘူးဆိုရင်လုံးဝမကျေနပ်နဲ့လုံးဝမကျေနပ်နဲ့ကျမဆိုမကျေနပ်ဘူးကျမတမိသားဆိုကျမမကျေနပ်ဘူးဘယ်လိုပဲတယောက်နဲ့တယောက်နဲ့အပြန်ပြန်အလှန်လှန်ဘာအကြောင်းရပဲရှိရှိအုပ်စုဖွဲ့ပြီးလူတော်ထဲမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးဟုတ်တယ်လားနော်အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူး နော်ဟုတ်တယ်လားအဲ့လိုလုံးပိုင်ခွင့်မရှိဘူးအဲ့တော့တို့ကဗီဒီယိုရိုက်ပြီးတော့တောင်မှသိစေချင်လို့ဒတိုင်းပြီလုံးကြည့်အောင်လို့တင်ပေးသေးတယ်တို့ကအဲ့လိုပြန်လုတ်ပြီးတော့မှကိုဒတိုင်းပြီလုံးပြန်တင်မဟုတ်ဘူးလားမဟုတ်ရင်အထက်ကြီးလေးရဲ့တရားဥပဒေရဲ့အဆုံးအမကိုခံယူခိုင်းကျမသာဆိုအတိုင်းလုံးမှာကျမသမီးသာဆိုရင်နော်အခုကကျမတို့ဒတိုင်းပြီမှာဘာဖြစ်နေလဲဆိုတော့နစ်နာသူတွေကအမားကြီးဖြစ်ပြီးတော့မှကျူးလွန်သူတွေကစင်မောကဖြစ်နေတယ်နော်ကျူးလွန်သူတွေကစင်မောကဖြစ်နေတယ်ကျမကျမသမီးသာဆိုရင် ကျွန်မအဲ့လိုလောက်ရမှာဂျင်းနာမှာကျွန်မလက်သက်မခံဘူးဘေးတောင်ရုတ်တက်ရတက်ရဟုတ်တယ်လားဘေးတောင်ရုတ်တက်ရတက်ရနော်အဲ့တော့တို့တော်မှာသူများကိုရိုက်တဲ့ဟာတမင်က Facebook ပေါ်တို့တင်တာလीတို့ကိုယ်တိုင်တင်သေးတာပဲအဲ့တော့တို့ကိုအဲ့လိုပြန်လောက်ရမှာကိုဂျင်းနဲ့မင်းမေးပြီးချမှာကျွန်မချခိုင်းမှာသိလားနော်အဲ့တော့ကြော့ခိုင်းတယ်မလားကြော့ ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲရန်ညိုးရန်စားရှိရှိဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းတရားပဲဖြစ်ဖြစ်ဒီလိုမျိုးလာပြီးတော့မှကတော့ခိုင်းရအောင်နေအဲဒီလိုမျိုးပါရီနာတွေရရအောင်နေမှလိုအပ်တာမှမဟုတ်တာသူတမင်းစားနေတာမှမဟုတ်တာသူတို့မွေးထားကျွန်တော်တို့ကိုမွေးထားတဲ့သားသမီးတို့တော့ကျွန်တော်တို့တစ်ခါဘူးမှပါရိုက်ပြီးတော့မှကျွန်တော်တို့ထိုင်မကတော့ခိုင်းဘူးကျွန်တော်တို့သားသမီးဘယ်လောက်အဖြစ်ကျူးလင်ကျူးလွန်တော့မှကျွန်တော်တို့မိမာတော့မှပဲကိုသမီးကိုပါရိုက်ပြီးတော့မှကျွန်တော်တို့ထိုင်မကတော့မကတော့ခိုင်းဘူးကိုသားပါရိုက်ပြီးတော့မှထိုင်မကတော့ခိုင်းဘူးကျွန်တော်တို့မိမာတော့မှဒီလိုမျိုးလာပြီးတော့မှရွယ်တူချင်းကဒီလိုလောက်တာကိုလူရှိသူရှိမှလုပ်ပြီးတော့တနိုင်ငံလုံးသိရအောင်လို့ဗီဒီယိုကလစ်တင်နေဟာကိုဘာလို့ဖို့ဒီမိမာခွင့်လွှတ်ရမှာလဲလုံးဝခွင့်မ မလွတ်နဲ့နော်လုံးဝခွင့်မလွတ်နဲ့ဗီတန်ရဲ့ကလေးအမေလုံးဝခွင့်မလွတ်နဲ့နော်အဲ့ဒါကြိုးပြောထားတယ်နော်ကျွန်တော်လည်းသားသမီးမွေးထားတာကိုချင်းစာနိုင်တယ်ကလေးရသွားမယ်စိတ်ဒဏ်ရလေနော်ဘလုံးမကိုဘလုံးမကိုတွေးလို့ကိုမရဘူးဟုတ်တယ်လားစိတ်ဒဏ်ရနော်ဟုတ်တယ်လားစိတ်ဒဏ်ရလေဘလုံးမတွေးလို့မရအဲ့တော့လေလာမလုံးနဲ့မရဘူး လုံးဝလုံးဝခွင့်မလွနဲ့လုံးဝမကြောက်လဲမကြောက်နဲ့เนาะခွင့်မလွနဲ့ခွင့်မလွနဲ့ဘာဖြစ်လို့လဲဆိုတော့အရင်မပါတာဘယ်နဲ့ကျူးလွန်တဲ့သူတွေကအေးအေးဆေးဆေးကြောင်းတက်ပြီးတော့မှစာမွေးဖြေရတဲ့ဟိုခံရတဲ့ကလေးကလူတော်မတွေးရတော့လို့ကြောင်းလည်းမတက်ရေးဘူးတဲ့ကဲเนาะကြောင်းလည်းမတက်ရေးဘူးတဲ့ကြောင်းလည်းမသွားရေးဘူးတဲ့ဂျမ်းဂျမ်းဖြစ်ပုံဖြစ်ပုံကျူးလွန်တဲ့သူတွေကအေးအေးဆေးဆေးတာတာရရာဖြစ်ပြီးတော့မှတခါတည်းကိုနစ်နာတဲ့သူကလူတော်မတွေးဝင်ဘူးဆိုတာဖြစ်တဲ့လား အမလေးเนาะလုံးဝလုံးဝဒါလီအမေမိဘမှာတာဝန်ရှိရယ်เนาะဒီဟာမိဘမှာတာဝန်ရှိရယ်လွယ်လွယ်ကူကူနဲ့အာချီအေးလိုက်မယ်ပြေးလိုက်မယ်ဆိုတော့အဲ့လောက်အတုံးမကြတဲ့မိဘလို့ပဲကျွန်မပြောရမှာပဲเนาะလုံးဝလက်တချောင်းဆိုလက်တချောင်းပဲမျက်စိတစ်လုံးဆိုမျက်စိတစ်လုံးပဲဒါပဲเนาะခွင့်မလို့နဲ့မြောက်ပေးတာမဟုတ်ဘူးနော်ညောက်ပေးတာမဟုတ်ဘူးလှုပ်လို့ရမှန်းသိရင်လှုပ်လိုက်မယ်မယိုင်းလို့ရမှန်းသိရင်မယိုင်းမှာလူပန်းဝတာအဲ့ဒါမယိုင်းတာလို့ခေါ်တယ်မိမဆုံးမဖမဆုံးမလှုပ်တာအဲ့ဒါ ော့စားပြီးတော့ရုပ်ရှင်တွေအားရုပ်ရှင်တွေအားလို့စတိုင်နေပေါ့ရုပ်ရှင်တွေအားလို့စတိုင်နေနော်ဇရိုက်ကလေးတွေတိလားနော်ဇရိုက်တွေမကျင်းနဲ့လည်းမတိုက်နိုင်ဘူးဒီကျူးလွန်တဲ့ကလေးတွေရဲ့မိဘအတိုင်းဝိုင်းကကျမတို့မကျင်းနဲ့လည်းမတက်နိုင်ဘူးမိမဆုံးမဖမဆုံးမအကျင့်စီရိုက်လောက်တာဒါမရဘူးကျမသမီးကျမသားသမီးကျမတူမလာလို့ကြည့်ပါလားပေတော်မအောင်မယ်ဒီမှာလေးတစ်ခါကျမတူမဖနက်မာတော့ဖနက်ကိုလေအစွန်းရိုင်းနဲ့လာတာဘလို့တောင်တောင်းရမ်းလို့ပြည်လဲဒီမှာ စွန်းရရင်လားအဲ့ဒါ तू ကကြောက်ပြီးယူတယ်သိလားအစွန်းရရင်ညပတ်စံသေးတယ်အဲ့တော့က3000ခွဲလားဘယ်တော့လားမသိဘူးဖုံးဆက်တာကိုအမရန်နေကိုတွေ့ပြီးတော့မှဘလို့ပဲချမ်းတာအဲ့မှာ delivery ကောင်ကြီးကလည်းအမခြံဝနားလေးမှာထိုင်ပြီးတော့လေဟဲ့ဒီမှာနေတော့ဟာရဒီလိုဒီလိုပါရလေးဆိုအမလေးဗားရဲ့အဲ့ရကောင်မဗားပြတာအမလေးနဲ့ဒီဒီလိုဖက်နှက်မျိုးနဲ့3000ခွဲမျိုးနဲ့မစည်းဘူးလားတဲ့နော်အဲ့လိုပြောတာနော်ပေးစမ်းဆိုဖုံးယူပြီးတော့လေကျမတို့မပြော तू ကလေကြောက်တယ်တိကာ तू က तू ကလေသူ့စီကိုတန်းစားလာပြီးတော့လေပတ်စံတောင်းလို့ရှိရင်တော့ तू ကဒီလိုမျိုးကတော့ပါသေးရဲ့ဒီလိုပြောတာကျမပြောရဲ့အဲတန်းစားနေဘာကတော့စရာအကြောင်းရှိလဲ နော်လက်အုပ်ချီပါလို့ပြောမယ်လက်အုပ်ချီပြီးမပြောရအောင်လို့ကျွန်မပြောထားတာသိလားအဲ့လိုကတော့ဘာတည်းရဲ့သူကဒီလိုမျိုးဒီတိုင်းမပြောနိုင်ဘူးသူကဒီလိုမျိုးလက်အုပ်ချီပြီးတော့ဟေးဘာကတော့ဆရာကြာအဲ့တော့သူ့ကိုပြောတာသိလားသူ့ပြောဘာဖြစ်တယ်သုံးငန်းခွဲဖက်နဲ့တည်းမစည်းဘူးလို့လားဟာလားဟဲ့ကောင်မနာဆန်းပေးဆန်းကောင်မနင်တို့ဖက်နဲ့သုံးငန်းခွဲမဟုတ်ဘူးသိလားနင်တို့တဆိုင်လုံးတော့မီးရှို့ပလိုက်လို့ရတယ်လို့လူဘောင်းကစကားမပြောနဲ့ဘောင်းလာပြီးတော့နင်တို့ကသုံးငန်းခွဲဖက်နဲ့မစည်းဘူးလားတွေပါရင်လားကျမလေကျမတူမအဲ့လိုပြောရအောင်ကျမလုံးဝလက်သက်မခံကျမတောင်းချမ်းဖြစ်တာအဲ့လိုမျိုးများလာလို့လို့ကတော့အမလေးတိတ်ချင်းစုံနဲ့တော့တိတ်သွားအောင်မယ်သိလားလုံးဝလက်သက်မခံဘူးမကြောက်နဲ့ကလေးအမေ မကြောက်နဲ့တနိုင်ငံလုံးရှိတယ်တနိုင်ငံလုံးရှိတယ်ဒါမျိုးလူပါဝါတယ်မိမဆုံးမဖမဆုံးမဇရိုက်ဆန်တဲ့ဟာမျိုးကျမတို့တနိုင်ငံလုံးကလက်မခံဘူးတို့ကတို့နောက်ွယ်ရမှာဘာအကြောင်းတရားပဲရှိရှိဒီလိုမျိုးဆုံးမရအောင်တို့ကြွေးထားတဲ့ထမင်းစားတာမဟုတ်ဘူးဟုတ်တယ်လားမိလို့ဖလို့ဇရိုက်လို့ဒီလိုမျိုးလာပြီးလောက်ပိုင်ခွင့်မရှိဘူးအောက်တန်းစားဆန်ဆန်နဲ့ဇရိုက်ဆန်ဆန်နဲ့ကြည်စံအမလီ ကျန်းထိုင်နေကြတော့ခိုင်းနေတဲ့ကြင်ရတာရင်နာလိုက်တာဆိုတာကျမတို့တွေတစိမ့်တရံစားတာတွေကျမတို့ငွေထားတဲ့မိဘမဟုတ်တာတော့မာဒီလိုမျိုးဖြစ်တာခံရတဲ့ကလေးနဲ့မိဘဆိုရင်အမေလုပ်တဲ့သူလည်းမကြောက်နဲ့နော်လုံးဝကြိုက်တဲ့တောင်ရိုးကိုတက်နော်ဒီအဆင့်ကအရင်မယူပြေးဘူးလားနောက်တစ်ဆင့်ကိုတက်တနိုင်ညာလုံးရှိတယ်နောက်မှာဟေးဒါမျိုးခွေးပြုတ်လိုက်လို့ရှိရင်လေစတိုင်နေလုတ်ပြီးတော့မှအုံကြွလာမှာတိလားဒီလိုလုံးလုံးမရဘူးဆိုပြီးတော့မှလေအဲ့ဒါခုနအိုမအိုဆရာမမင်းမင်းတွေပြောတယ်လို့မျိုးထောင်ချပြရမှာနော်ထောင်ချပြရမှာအဲ့ဒါမှကြံတဲ့ကလေးတွေမလုံရင်အောင်လို့မလို့ နော်ကိုတိလက်ရောက်ဆောင်ကားလို့မရဘူးကျွန်တော်တို့ကိုတိလက်ရောက်ဆောင်ကားလို့မရဘူးလူဘာဝတာလीဒါနော်ကိုတိလက်ရောက်ဆောင်ကားလို့မရဘူးအဲ့တော့အခုလက်ရှိဖြစ်တာမဟုတ်ဘူးဗီဒီယိုဖိုင်အဟောင်းလို့လည်းပြောတယ်ကျွန်တော်တို့ငငယ်တော့ဆိုယောက်ျားတွေပဲတယောက်နဲ့တယောက်နဲ့ချတာမြင်ဘူးလေအဲ့လိုမျိုးလဲအဲ့လိုလည်းမချပါဘူးသိလားကျွန်တော်တို့ယောက်ျားကြီးဆိုရန်ဖြစ်ကြတယ်လीသူတင်ကိုတင်ချိန်ပြီးတော့မှသူတူတူတပြန်ကိုတပြန်ချကြတာသူလဲတန်ရရကိုလဲတန်ရရပြီးနှစ်ယောက်လုံးရဲစခန်းနေယောက်ျားဒီလိုတွေဖြစ်ကြတာလीကျွန်တော်တို့ငငယ်တော့က ဟုတ်တယ်လားချင်းချတာအခုတော့ဘက်နဲ့အုံစုလိုက်ကြီးလာပြီးတော့မှအနိုင်ကျင့်ပြီးတော့မှဒီလိုမျိုးကြီးလောက်တာဆိုတာမလေလူဘာဝလားလူဘာဝလားဟဲ့တိုင်းပြည်မှာတရားဥပဒေရှိနေသေးတယ်နော်မကြောက်နဲ့ငါကြောက်နဲ့နေလုံးလုံးအကြည့်တယ်နော်ကြိုကြွတာနော်စောင်းထတာတိလားမရိုင်းတာနော်အမလေးစိုးတာစိုးသွန်းလိုက်တာနော်အမဲကြည်စမ်းလူမိုက်လိုလိုလူရန်ကားလိုလိုနဲ့တို့ကအမတယောက်ကပြောလိုက်ဖြောင်းငနဲ့ချလိုက်တယောက်ကပြောလိုက်ဖြောင်းငနဲ့ချလိုက်နဲ့ကြည်စမ်းမလေးအံဩပါ အရင်ဆိုင်မှလေးတွေမိမဆုံးမှဖမဆုံးမှလေးတွေလို့ပဲပြောမှာပဲသာသမီချင်းကိုဂျင်းစာရီပိုင်းလာမပြောနဲ့နော်ကိုဂျင်းစာဦးအဲ့လိုမရိုင်းတဲ့ကလေးတွေကိုကျွန်တော်တို့လက်မခံဘူးစာဘူးကျွန်မနင်းနာတဲ့ကလေးဘက်ကပဲပါနိုင်မယ်မပါမပါနိုင်ဘူးပြောမှာအမေသာသမီချင်းကိုဂျင်းစာသူများကဘယ်လိုပြောလိုက်တာလို့လာမပြောနဲ့ပြောမှာအဲ့လိုမရိုင်းတာဟာနင်းနာတဲ့ကလေးဘက်ကပဲပါမှာ28တင်ရဒီမှာပတ်လေခွင့်လေးရဒါလေးနော်28ဟုတ်တယ်မလားပေးတဲ့ကြီးဟုတ်လားပြောပေးတဲ့ကြီးနော် အဲ့တော့သက်ဆိုင်ရာတာဝန်ရှိလူချင်းမြများလည်းအမှန်တရားကိုဖော်ထုတ်ပေးပြီးတော့မှလုပ်ပေးပါပြင်းပြင်းထန်ထန်ရေးယူပေးပါဒါမျိုးကိုတောင်းမှချင်းအေးလိုက်တာနဲ့ခွင့်လွှတ်ပေးဖို့ကိုလာပြီးနားမချပါနဲ့နော်အဲ့တော့သူ့ရဲ့ဟိုထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါနော်ထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါတောင်းမှလိုက်လို့ချင်းအေးလိုက်ပါခလေးဒီအနာကလာမပြောနဲ့ကျမတို့ခလေးရဲ့ဒီနစ်နာသွားတဲ့ခလေးရဲ့စိတ်ဒဏ်ရာကဘယ်လိုမျိုးဖြစ်မှာလဲကျူးလွန်ရတဲ့သူကတော့ဟုတ်တယ်လေပစိံရမေ့ပေမဲ့တစ်ပင်ရမမေ့ဘူးလေဟုတ်တယ်လား နော်ပစိန်ကမေ့ပေမဲ့တစ်ပင်ကမမေ့ဘူးလေဟုတ်တယ်မလားဆိုတဲ့ခါကျတော့ဟာလာပြီးတော့မှလေအင်းကြည်အေးလိုက်ပါကလေးတွေရဲ့အနာကက်ရှိသေးလို့အာထောင်နေတန်းနေကြသွားလို့ပြင်မှုပြင်ရလေးဖြစ်သွားရင်ဟာဒီကလေးတွေဘယ်လိုဖြစ်သွားမလဲသူများသားသမီးကြတော့တို့ဘာဖြစ်လို့ဗီဒီယိုရိုက်ပြီးတင်လဲဟုတ်လား သူများသားသမီးကြတော့ဗီဒီယိုရိုက်ပြီးအနိုင်ကျင့်ပြီးတင်တယ်လေအဲ့ဒါကိုနစ်နာပြီးတော့မှလာပြီးတော့မှတကယ်တကယ်ဒီမှာဥပဒေကြောင်းရလဲအေးအေးယူမယ်လဲဆိုလဲဆိုတော့အဲကလေးတွေနောင်ရင်းရှိလို့ကလေးတွေအနာကက်ရှိလို့သားသမီးချင်းကိုချင်းစာပြီးတော့မှအဲရူဘီနဂတ်စိတ်နှစ်ပတ်ပတ်တာရှိလားတဲ့သားသမီးချင်းကိုချင်းစာပြီးတော့မှခွင့်လွတ်ပေးပါချိန်အေးပေးပါအဲ့ဒီအမေလုံးဝမချိန်အေးပေးနဲ့နော်လုံးဝမချိန်အေးပေးနဲ့ချိန်အေးပေးစရာအကြောင်းရှိဘူး မိုင်းစင်းလေးပြီးတော့ဘယ်လောက်တန်လောက်လဲစိတ်နှစ်ပတ်ကလေး ruby nugget ဒါလေးမိုင်း ruby nugget စိတ်နှစ်ပတ်ကလေးဘယ်လောက်တန်လောက်လဲအဲ့ကလေးဒီနာဂမ်လို့ကြည်အေးပေးလိုက်ပါဆိုအဲ့သူတို့ကလေးတွေကိုအဲ့လိုရရင်ရောသူတို့ကြည်အေးနိုင်မလားနော်သူတို့ကလေးတွေကိုအဲ့လိုရရင်ရောကြည်အေးနိုင်မလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လှုပ်ပေးလိုက်ရင်အဲ့ဒါကြောင့်မလို့နော်အဲ့ဈားတွေကနေလာပြီးညှိနှိုင်းနေ